ကျွန်တော်ကတော့ဂိမ်းဆော့နေရရင်ပျော်နေရတဲ့လူစားမျိုးပဲကျွန်တော်ဂိမ်းဆော့ရဖို့အတွက်ကိုလည်းကျွန်တော်အရာအားလုံးပေးဆက်ပြီးဆော့ခဲ့တယ်ပြင်းထန်တဲ့စိတ်အားထက်တန်မှုတွေနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်ကျွန်တော် player light ကိုစပြီးတော့အခြေချခဲ့တယ်ကျွန်တော်ရဲ့ဇာတိကတော့ကချင်ပြည်နယ်ဗမော်မြို့ပါ အာကျွန်တော်နာမည်ကတော့ Ryan ပဲပါကျွန်တော်က Fagon Esport က ASP လိန်တာတယောက်ပါ။ဒါပြည်တော်ထဲမှာလည်းတံပြီးတော့နောက်ထပ် Damage ပေးမှာ Pepsi Vanden Ryan Big Change နောက်ထပ် Ion နဲ့တစ်ချက်မှာတော့ Ryan Big ဒီ Okay တကောင်တော့ဖြတ်ပြီးတော့ယူသွားဘလူးကပို့ပြီးတော့များအင်းမဖြစ်မယ်ဆိုတော့ကြည့်ရမယ် Ryan Big အလီတော်ပြေးကြည့်ဖို့တော့စူးစမ်းနေတယ် Vanden တယ်ပြန်လိုက်တယ်ပြေးတော့ရတယ်ပြေး Ryan Big Vanden Stars or Alita ပြန်လိုက်ပြေးမော်ဇန်ပြေးတော့ချက်ပါအကောင်းဆုံးကားရဲ့ကြားထဲမှာတော့အလီတာမှာချက်တောင်းနေတယ်ပဲ သုံးသက်သုံးကြိမ်မြောက်စီးကိန်းကိုမြန်မာကောင်စားပြုအနေနဲ့ဖက်ကောသွားရောက်ဖို့ရရှိသွားခဲ့ရဖြစ်ပါတယ်အဲကျွန်တော်ကိုကျွန်တော်ဘယ်လိုလူသားမျိုးလဲလို့ကျွန်တော်ပြောရမယ်ဆိုရင်အဲကျွန်တော်ကပြောပြောနေတတ်တယ်ကျွန်တော်ဂိမ်းနေဆော့ပဲပြီးတော့ဘွားကို challenge ဖြစ်တဲ့အရာတွေနဲ့ဖြတ်တန်းပေါ့ အဲ့အတွက်ကျွန်တော်ဂိမ်းမာတယောက်ဆိုတဲ့အတိုင်းတည်ရတဲ့ကျွန်တော်ဂိမ်းတွေတော်တော်များများဆော့ဖြစ်တယ်အဲအဲ့ထဲမှာကကျွန်တော် competitive game တွေအဲ story line game တွေကိုဆော့ရကြိုက်တယ်ပေါ့ဒါကျွန်တော်တို့ဒီ MLB မပေါ်ခင်ရဆိုတော့ဗျာကျွန်တော်တို့ဒီငငယ်ကအာ Dota 1တို့ Dota 1တို့အဲ Counter Strike တို့ General တို့ God War တို့ God Hand တို့အဲ့အဲ့လို game တွေပေါ့အဲ့ game တွေလည်းကျွန်တော်တို့လူငယ်ဘဝကိုအဲဖျက်တမ်းခဲ့ပေါ့ဒါ ဘယ်လိုပြောလဲငယ်ချက်ဘူးပေါ့အာကျွန်တော်ဒီ Dora 1တို့ဘာလို့ short ဖြစ်တာအဲ့တော့ဒီငယ်ငယ်ဟိုဟာလောက်ပေါ့၄၅တန်းလောက်၄၅တန်းလောက်ရွယ်လောက်တည်းအဲ့လိုဂိမ်းဆိုင်တွားပြစ်သွားပေါ့အဲ့လိုဂိမ်းဆိုင်ကနေတွားပြစ်ပြီးတော့မှအဲ့လို short ဖြစ်တာနော် short ဖြစ်ပြီးတော့မှကျွန်တော်ဒီ set တန်းပြီးရက်ထိပဲပေါ့ set တန်းပြီးရက်ထိပဲကျွန်တော်တော့ short short ဖြစ်တယ်ပြီးတော့မှဒီအဲ set တန်းပြီး set တန်းဆောင်ပွဲဖြည့်ပြီးတော့ကျွန်တော်အဲ့လိုဖုန်းစဝယ်ဖုန်းစဝယ်အချိန်မှာအဲ့လိုကိုပိုင်ဖုန်းထဲမှာအဲ့လိုမိုဘိုင်းလေးတွေကိုကျွန်တော် တွင်းထားပြီပဲတွင်းထားပြီကျွန်တော်အဲ့ဘာကိန်းလေးလဲဆိုပြီးတော့အဲ့လိုစော့ကြည့်ရင်အနေဒီမွားလေးချင်အောင်ကျွန်တော်စသိပြီးတော့ဒီလိုစော့ပြသွားပါဘာဒီလိုဒီကဲရလဲဗျာအဲ့လိုဖုံးနဲ့လဲအလွယ်စော့လို့ရတယ်ဗျာအလွယ်စော့လို့ရတော့အဲ့ဒါကျွန်တော်ကအဲ့လိုနေရာတိုင်းမှာစော့ပြရင်ရနေမှာဒီမွားလေးချင်အောင်ကိုအဲ့လိုရေရေစော့ပြသွားပါဘာရေရေစော့ပြသွားတော့အမှဒီမွားလေးချင်အဲ့ဆယ်တန်းပြီးတော့တိတ်မကြဘူးဗျာတိတ်မကြတော့တနေ့နေ့နဲ့တွဲမှာ ဒီပြိုင်ပွဲတွေစလုပ်ပေးမယ်ဆိုပြီးကျွန်တော်ကြားရပြီ။ကြားတော့ဒီ NBA အ NBA ပေါ့အဲ့တော့ MLB ကနေတည်ဝင်လုပ်ပြီး NBA လို့ပြိုင်ပွဲတွေအဲ့လိုရှိလာပြီဆိုတော့ကျွန်တော်ကဒီဘမော်မှာပဲဒီကျွန်တော် online ကနေမစော့နိုင်ဘူးပေါ့ဗျာ။ဒီမဟုတ်လဲဆိုဗျာကျွန်တော်တို့ဒီဂိမ်းဆိုင်မှာကြောက်ဗျာတယောက်နဲ့တယောက်ကအဲ့လိုလေတိုက်ပြီးတယောက်နဲ့တယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးအဲ့လိုလက်ညှိုးပြီးထိုးပြီးဆော့ရအဲ့ကြောင့်ကျွန်တော် online ကနေဆော့ရအားမရအောင် အဲ့တော့ကျွန်တော်ရန်ကုန်လာမယ်ရန်ကုန်လာပြီးတော့ဒီဒီရန်ကွာလူတွေပေါ့ဒီအနေနဲ့ရဲရဲကလူတွေကိုကျွန်တော်မျက်နှာချင်းဆိုင်ပြီးတော့ကြည့်ပြီးတော့စော့ကျင်တယ်ဗျအဲ့တော့အဲ့တော့ဒီရန်ကုန်လာပြီးတော့ဒီပြိုင်ပွဲကိုစပြိုင်ပြီးတော့ကျွန်တော် player light ကိုအခြေချခဲ့မိရောအဲ NBA season 1ကိုတော့ဒီလို little game နဲ့ပဲစခဲ့ပေါ့ little game နဲ့ပဲစခဲ့ပြီးတော့အဲတကယ်ပြောရင်ဒီလိုအပြင်အပြင်မှာလာပြန်ရတာထင်တော့မလွယ်ဘူးဆိုတော့ကျွန်တော်စပြီးတော့နားလည်သွားတော့ နားလဲတွားပြီးတော့မှဒီ MBA season 1ပြိုင်ပြီးတော့အဲ့လိုဟိုထင်တလောက် result တော့မရခဲ့ဘူးဆိုပဲကျွန်တော်တို့အဲ့လိုအတွေ့အကြုံကောင်းတွေတော့ရခဲ့အဲပြီးတော့ပါဒီ season 1ပြီးတော့အဲ့လိုအတင်းကဟွာပြတ်သွားအတင်းကကွဲသွားကွဲလာပြီးတော့မဆော့ပြတ်တဲ့လူတွေကမဆော့ပြတ်တော့အဲ့အတွက်ကျွန်တော်က season 2 I 1နဲ့2ကြားထဲမှာကျွန်တော်အိမ်ခဏပြန်တယ်အိမ်ပြန်ကျွန်တော်ပုံပေါ်ပြန်တာပေါ့ပုံပေါ်ပြန်ပြီးတော့မှကျွန်တော်အဲ့ဟိုကလောက်လိုက်အဲကျွန်တော်တက်ဂရုပြန်တက်မယ်ဆိုပြီးတော့စဉ်းစားလိုက်တယ်စဉ်းစားပြီးတော့မှ ကျွန်တော်အဲ့တုန်းကတော့နားနေပေါ့နားနေတဲ့အချိန်မှာကျွန်တော်အဲအဲ့တုန်းကပက်ကြီးစောတယ်နော်ပက်ကြီးစောတယ်ပက်ကြီးစောနေပြီးတော့မှပြီးတော့မှကျွန်တော်ဒီ mobile legend အတွက်ကျွန်တော်လည်းစောနေအဲ့တုန်းကစောနေတာမမတ်ရရဆိုကျွန်တော်ရဲ့နာအမီရဲ့အဲစီတုံးရဲ့၃ယောက်ပေါ့၃ယောက်အဲ့လိုနေရင်စောပြတယ်နေရင်စောပြတယ်နေနေမှာအမဟိုကနောက်မြန်ကျွန်တော်လာပြောအဲ့လိုသူတို့ Maven e-sport ဆိုပြီးတော့အတင်းအတင်းထောင်းမယ် ဒီရှင်းရှင်းကပါမယ်အနာမီပါမယ်ကျွန်တော်ပါမယ်ကစ်ပါမယ်ဂျက်စတင်ပေါ့သူဒီလူကားရောက်လိုင်းရနဲ့ပြန်ဆော့မလားဆိုကျွန်တော်ကလည်းဒီတူတူနဲ့ကလည်းခင်တာကြာပြီဒီဟိုဟာဒီဘယ်လိုပြောမလဲ online online မှာပေါ့လေခင်တာပေါ့အဲ့တော့ကျွန်တော်ကဒီလိုင်းရနဲ့ဆိုကျွန်တော်တော့ဆော့မယ်များဆိုပြီးတော့ပြန်ပြီးတော့စိတ်ပါပြီးတော့ကျွန်တော်ဒီ NBA season 2ကိုအဲဒီ Maybe eSport နဲ့လာပြီးတော့ လာပြိုင်ပြည့်ပေါ့ဒီ Maven eSport နဲ့ကြောက်ရလဲဗျအဲ့လို line ကတကယ်ပြောမှဆိုတော့ line ကကောင်းတယ်ကောင်းတော့ကျွန်တော်အဲ့တော့လည်းတကယ်ပြော Champion တွေပါ Ban တာနော် Ban တာရင်မဲ့အဲဘယ်လိုပြောမလဲထင်တဲ့အတိုင်းတော့ဖြစ်မလာခဲ့ဘူးဗျာဖြစ်မလာခဲ့တော့အဲ့ဒါကျွန်တော်ဒီ MBSC နဲ့အတူအပြီးပါလဲဒီ Maven eSport နဲ့ဆက်မဆော့ပြည့်ဘူးဂျားထဲမှာကျွန်တော်ထွက်သွားတယ်ကျွန်တော်ထွက်သွားပြီးတော့ဒီဟိုပါပေါ့ဂျားထဲမှာအဲ့လိုပြိုင်ပွဲတစ်ခုလုပ်တယ်ပြိုင်ပွဲတစ်ခုလုပ်တယ်ဆိုတာဟိုပါပေါ့ ဲ့တော့အဲ2019 MES MES ရောလေ MES ဒီ road to sea game အဲ့ပွဲမှာကျွန်တော် MIB နဲ့ဝင်ပြိုင်ခဲ့တယ် MIB ရော MIB မှာဆိုရင်အဲကျွန်တော်ရယ်ကျွန်တော်ရယ် C3 ရယ်ဘန်းမောင်ရယ်ခန့်ခန့်ရယ် Lion Ho ရယ်အဲ Frodo ရယ်ပေါ့ကျွန်တော်တို့ဒီ6ယောက်6ယောက်ကိုမှကျွန်တော်ကအဲ့လိုလူပြောင်းလဲလုပ်ပြီးဆော့ဆော့ဆော့ပြီးမှဒီ MES မှာလဲကျွန်တော်တို့အဲ ရလည်းမကောင်းခဲ့ဘူးပေါ့ရလည်းမကောင်းခဲ့ဘူးဒီလိုထွက်သွားတယ်ထွက်သွားပြီးရဲ့ချားမှာမှကျွန်တော်အဲ့လိုအတင်းပြောင်းနေရပေါ့ဂျားထဲမှာအတင်းပြောင်းနေပြီးတော့အမှဂျားထဲမှာကျွန်တော်ဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်ဒီလိုနေရင်းနဲ့ပဲဒီ season 3ရပြန်စတော့ပေါ့ပြန်စတော့အချိန်မှာကျွန်တော်အတင်းတင်း drive ဖို့လိုတယ်အဲ့လိုကျွန်တော်နဲ့အဲ့ခင်တဲ့လူတွေလည်းဖြစ်တယ်ဒီခန့်ခန့်တို့ပါအောင်လဲကျွန်တော်ဒီ season 3မှာ award ဆိုတဲ့အတင်းမှာဆက်ဆော့ဖြစ်တယ်အဝါဆိုရင်အတင်းမှာဆော့ဆော့ပြတယ်ပြီးတော့အဝါမှာလည်းအဲကျွန်တော်ဟို အောက်ဘက်မှာလည်းကောင်းအောင်ပြိုင်ခဲ့ပြိုင်ခဲ့ပြီးတော့ကျွန်တော်လိုချင်တာကတော့ချန်ပီယံပဲဗျဒါပေမဲ့လည်းအဲချန်ပီယံဆိုရဲရလန်နေကျွန်တော်နဲ့ကလွဲချော်နေတော့ပဲလွဲချော်နေတဲ့အတွက်အဲ့အဲ့တော့အဲ့ချိန်မှာအဲကျွန်တော်စီဇန်3အပီးလောက်ပေါ့ပြီးလောက်မှာဝိုင်ကြီးကဝိုင်ကြီးကနေကျွန်တော်လာခေါ်တယ်ဟော DK တို့ပေါ့အဲလာခေါ်တော့ကျွန်တော်လည်းဝိုင်ကြီးဆိုတာလည်းအဲ့တော့နာမည်ကြီးအတင်းပဲဗျာလူတိုင်းလည်းသိရဲ့ဒီ NBA စီဇန်2တုန်းကလည်းသူကချန်ပီယံရတယ်အဲ့တော့ကျွန်တော်ကဝိုင်ကြီးကို join ဖို့ဆုံးဖြတ်လိုက်တယ် ဆိုပြလိုက်ဝိုင်းကြီးမှာဆိုရင်အဲရောဆိုကျွန်တော်နဲ့ဆော့တာဆိုရင်အဲ yellow flash ရဲ့အဲ dk ရဲ့ hicket ရဲ့ sand ရဲ့ကျွန်တော်ရဲ့၅ယောက်ပေါ့ဒီ၅ယောက်နဲ့ကျွန်တော် mpa season 4 5ကိုဆော့ခဲ့ဆော့ခဲ့ဆိုပြမယ်လေဒီကျွန်တော်တို့ရဲ့လိုချင်တဲ့ဒီ champion ဆိုရဲ့ရလက်ကကျွန်တော်တို့ရဲ့အဲလွဲချော်နေတော့ပေါ့လွဲချော်နေရဲ့ပြီးပါမှာဒီ mpa season 5ဒီကိုကျွန်တော် champion မြရသေးဘူးပေါ့အမေမြရသေးဘူးပြီးတော့ကြားထဲမှာအဲ့လို နောက်20လောက်ပါအဲ့တော့ကိုဗစ်ကိုဗစ်ဆိုပြီးစဖြစ်စဖြစ်တဲ့ချိန်မှာဒီပြိုင်ပွဲတွေရတယ်ဗျဒီအပြင်မှာလောက်ဖို့အဆင်မပြေတော့ပြိုင်ပွဲတွေရတယ်နားမယ်ဒီအကုန်လုံးကလည်းသူ့အိမ်ကိုပြန်ပဲပေါ့ဒီကျမရဲ့ခြေတွေလည်းအကုန်လုံးထိခိုက်လိုက်ပြီးတော့ကျွန်တော်လည်းအဲ့ချိန်မှာအိမ်ပြန်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်အိမ်ပြန်လို့ဆုံးဖြတ်ပြီးတော့ဒီကြားထဲမှာကျွန်တော်တစ်ခေါက်နားသွားတယ်ပေါ့အဲဒီလိုပြန်ပြီးတော့ကျွန်တော်နားနေပေါ့နားနေရင်းရတယ်မှာဒီတစ်နှစ်တစ်နှစ်လောက်ဒီအိမ်မှာ ဒီအိမ်ထဲမှာအောင်းရင်းနေတယ်အဲ့လိုအချိန်ကုန်တော့အဲ့အဲ့တော့ကတော့ကျွန်တော်ပြောရမယ်ဆိုမိုဘိုင်းလေးချမ်းတော့မစော့ပြဘူးမစော့ပြဘူးဆိုတော့ဒီကျွန်တော်အဲတခြားဂိမ်းတွေစော့တယ်တခြားဂိမ်းတွေဆိုတော့ဒီအဲ့တော့ကလည်းဘို့ Dota 2တို့အဲ့တခြားပါညာတို့အဲ့လို PS4 PS5 ဂိမ်းတွေစော့တယ်စော့နေကြားထဲမှာမှဒီ2021မှာအဲ့တော့ကပုံမှန်2021မှာစီးဂိမ်းကလောက်ရမှာလောက်ရမယ်ဟောင်းမှာဒီ2က ိုင်မလုံးလိုက်ရပွဲအတွက်2020နှစ်မှာလုံးမယ်ဆိုပြီးကျွန်တော်တည်င်းကြအောင်တည်င်းကြအတွက်အဲပြိုင်ပွဲတွေဒီလိုပြိုင်ပွဲကြီးတွေပြန်ဆောက်အောင်လေဆိုတော့အဲကျွန်တော်လည်းပြန်စဉ်းစားရဲအဲ့မှာပြန်ဆော့ရင်ကောင်းမလားမဆော့ရင်ကောင်းမလားအောင်စဉ်းစားရင်းနဲ့ကိုကျွန်တော်ဆော့ပြတဲ့ဘက်ကိုရောက်သွားတယ်ဆော့ပြတဲ့ဘက်ရောက်သွားတယ်အဲ့မှာကျွန်တော်ကိုယ့်အကိုဒီ run နေမှာပေါ့ run နေမှာ training တွေပြန်စဉ်းတယ် training တွေပြန်စဉ်းတယ်ကျွန်တော်အဲ run နေပါပြန်တင်တယ်ပေါ့ကိုယ့်အကိုမဆော့ပြတဲ့နဲ့ကြာတော့ဗျာကျွန်တော်အမှန်တမ်းပြောလက်ကြအဲ့တော့လက်ကြနေတဲ့အတွက်ကျွန်တော် အဲကိုယ့်အကိုစကေးပြန်ကောင်းအောင်လုပ်တယ်လုပ်ပြီးတော့မှကျွန်တော် train နေ train နေကျွန်တော်အစင်းနဲ့ဖြစ်လောက်ပြီးလို့ကျွန်တော်ကိုယ့်အကိုတွေးမိတဲ့အချိန်မှာကျွန်တော်ဒီအရင်တော့ကျွန်တော်တို့ YG မှာ coach လုပ်တဲ့လူကဟိုဟာပေါ့ဆရာကြီးပေါ့ဇေယျာပေါ့ဇေယျာကိုကျွန်တော်ကအဲဇေယျာအဲ့တော့ဖဲကွန်ရောက်နေပြန်ဖဲကွန်ရောက်နေအဲ့မှာကျွန်တော်ကဒီဖဲကွန်ကိုအဲဆေကွန်တော့မဟုတ်ပါဆရာကြီးကိုကျွန်တော်တမေးရတယ်တမေးရတော့ကျွန်တော်ဒီ ပလေယာလိုက်ကိုကျွန်တော်ပြန်ဝင်တော့မယ်ပေါ့ကျွန်တော်အတွက်ဘယ်အတင်းနေတင့်တော်မလဲပါညာဆိုအဲ့လိုမျိုးပြောရတဲ့ကျွန်တော်အမှဆရာကြီးကကျွန်တော်သူကပြောပြရတယ်ဒီသူတို့ဖယ်ကွန်ကနေပြီးတော့ဒီတင်းပြီပေါ့တင်းပြီဆိုဖယ်ကွန် ness အတင်းထောက်မယ်ဆိုပြီးပြောရတဲ့ကျွန်တော်ကဒီဖယ်ကွန် ness ကိုကျွန်တော် join မယ်ပေါ့ join ပေါ့ဆိုအဲ့တော့အဖယ်ကွန် ness မှာကျွန်တော်ဆော့ရလိုင်းရက်ကဒီအာကျွန်တော်ရဲ့ကျွန်တော်ရဲ့ပီကာရဲ့ မော့ရဲ့စာဘူရဲ့အဲစစ်ပီရဲ့ပေါ့ကျွန်တော်ဒီ9ရောက်နေဆို9ရောက်နေဆိုစီကိန်းနေပါတယ်ကျွန်တော်ဝင်ပြိုင်လိုက်တယ်ပြန်တိုင်းမဲ့လဲအဲ့လိုပြန်ပြန်ဆော့ဆော့ရင်ဖြစ်လာတယ်ရလက်ကလည်းကောင်းမနေဘူးကျွန်တော်အဲ့လိုရှုံးနေပဲထိုက်ရင်ဆိုင်ရပြီးတော့မှဒီ Fagonus ကနေမှကျွန်တော်တဆက် Phoenix ကိုထပ်သွားတယ် Phoenix ကိုထပ်သွားတယ်အဲ Phoenix မှာဆိုရင်ဗျာအဲ Feyan ရဲ့ကျွန်တော်ရဲ့ Feyan ရဲ့ကျွန်တော်ရဲ့ PH7 ရဲ့ Simple ရဲ့ ွာဂျူနိုရေပေါ့ကျွန်တော်ဒီ9ရောက်ဒီ9ရောက်နဲ့အဲ့လိုထက်အဲဒီအိုက်ကြားထဲမှာပါပြိုင်ပွဲလဲမျိုးကျွန်တော်ပြိုင်လိုက်တယ်ရုတ်တူပါလီအဲရုတ်တူပါလီအဲ့တော့မမတ်ရဆိုကျွန်တော်ဘလက်လေးကိုရိုက်လိုက်တယ်ဘလက်လေးကိုရိုက်လိုက်ပြီးကျွန်တော်အိုက်ကြားထဲမှာအဲဘာလို့လို့ညာလို့လို့ဖြစ်သွားတယ်ညာအဲပြီးတော့မှဒီဂျူနိုကထွက်သွားတယ်ကြားထဲမှာဒီထွက်သွားပြီးတော့အဲအဲ2020နှစ်တနည်းလုံး B1 2023ဒီ MSC အဘန်စီစပြီးတော့လောက်တော့မှာလောက်တော့မှအချိန်မှာကျွန်တော်တို့ဘက်ဘိုးလိန်တာမရှိဘူးဘိုးလိန်တာမရှိတော့ကျွန်တော်တို့ဘိုးလိန်တာတယောက်ရှာပြီးတော့ကျွန်တော်တို့ဘင်းနေကိုခေါ်တယ်ဘင်းနေခေါ်ပြီးတော့ကျွန်တော်တို့ဘင်းနေနဲ့ဒီဂျန်နဲ့၅ယောက်နဲ့ဆက်စော်တယ်ဆက်စော်တဲ့အချိန်မှာအဲဒီပထမအဦးဆုံးကျွန်တော်တို့ဘယ်လိုအမှတ်တရအဖြစ်ဆုံးပြိုင်ပွဲပေါ့ဒီ MSC 2023ကိုကျွန်တော်တို့စပြီးတော့ချန်ပီယံဖြစ်ခဲ့တယ်အဲအဲ့တော့တော့မှကျွန်တော်တွေးမိလိုက်တာတခုရှိတယ်ပဲကျွန်တော်တို့ဒီလောက်တည်ရမှာကျွန်တော်တို့ဒီဂိမ်းတွေပဲစော့နေအကောင်အားတော့မှ ဒီ net တွေအများကြီးဆော့ပြီးတော့မှပြိုင်ပွဲတွေအများကြီးပြိုင်ပြီးတော့မှကျွန်တော် champion ပထမဦးဆုံးရဘူးပေါ့ရဘူးတဲ့ချိန်မှာဟုတ်စူးစမ်းရရသေးရပဲဆိုတော့အတွေ့အကြုံကျွန်တော်အတွက်အဲခေါင်းကျွန်တော်ခေါင်းနဲ့ဝင်လာပေါ့ဝင်လာချိန်မှာကျွန်တော်အဲအဲ့ချိန်တော့ပထမဦးဆုံးအားတက်တာဖြစ်မှာဟိုတန်းလည်း champion ဒီ international ထွက်ရမယ့်ကိုယ်မှာ champion ဖြစ်တည်ရဲ့အဲ့တော့ကျွန်တော်ပထမဦးဆုံး2023ကိုအဲ MSC ကိုကမ္ဘောဒီးယားမှာတွားပြီးပြိုင်ခဲ့တယ် ဒါပဲလေကျွန်တော်တို့ပထမဆုံးတွေ့ပြရင်တဲ့အတွက်အဲဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခက်ခဲရတော့ရှိတယ်ဒီအင်တာမှာကျွန်တော်တို့ဘလိုနေရမယ်ဘလို training နေဆော့ရမယ်ဆိုတာကျွန်တော်တို့ကောင်းကောင်းနားမလည်ဘူးနားမလည်အတွက်ကျွန်တော်တို့အတွက်အဲပထမဆုံး MSC တွေ့ပြရင်တာကအဲ့လိုပဲဟိုချိန်နေရတော့မကောင်းငယ်ပေါ့ဒီကျွန်တော်တို့အစိုးရပြုတ်ခဲ့ပေါ့ game ကတော့နှစ်ဖက်နှစ်သင်းလုံးမှာတော့ရှိတယ် spare တွေလည်းရှိတယ်ဒါပေမဲ့လက်ဦးမှုရနိုင်မှာတော့ရတယ်နော် နောက်ပိုင်းရရင်တော့အဲ့ဒီလန်ကူရဲ့ယာရီကပိတ်တော့တောက်ဖို့တော့ကောင်းမှာမဟုတ်တော့ဘူး။အာလီကိန်းကူတောက်တယ်။မပြောရင်ဆိုရင် right mid ကိုအကုန်လုံးတော့ wide ပြတ်ဖို့တော့ကျူးသားနေရပါတော့။ဒါပေမဲ့ဒီတစ်ခါမှာ final slap မှာ may ပြီးတော့2ဆက် wide ပြတ်မေးအောင်မှာ right ကိုထပ်ကောက်သွားသေးရ right mid ထပ်ပြီးတော့ tag ပြနေသေးတယ်။ right mid ပဲဖြစ်ပါရဲ့နော်။ bye ပါရဲ့ဗျာ။ Okay, no Ryan Mip ni near 2 for the Wham ဆိုရဲအနေထားမှာတော့တစ်ဖက်က KD Dao ဟိုပါသူပြန်ပြီးတော့ရအောင်ယူပေးနိုင်ခဲ့တာကြာပါလိမ့်။အဲပြီးတော့ပါကျွန်တော်2023 MSC ပြိုင်တယ်ပြိုင်ပြီးတော့ ွားပါဘွားပေါ့အဲအဲ့ရနေတဆင့်မှာကျွန်တော်ဖဲကွန်ဖဲကွန်ရောက်သွားတယ်ဖဲကွန်ရောက်ပြီးတော့ဖဲကွန်မှာမှဂျာမန်အဲ့လိုရုရှားသွားတယ်ပွဲတစ်ပွဲရှိတယ်နော်ပရှား game of the future ကို game of the future ပွဲမှာကျွန်တော်ထပ်သွားပြိုင်တယ်အဲအဲ့တော့လည်း champion တော့မရခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒုတိယဆုံးတော့ရခဲ့တယ်အဲ game of the future ပွဲပြီးတော့ကျွန်တော်ဒီဟိုပါပေါ့ M5 M5 ပြိုင်နေတယ် M5 မှာလည်းအဲလိုကျွန်တော်တို့ M5 မှာတော့မနိုင်ခဲ့ဘူးဗျာ M5 မှာတော့ Champion မဖြစ်ခဲ့ဘူးအဲကျွန်တော်တို့ကလည်းဒီ M series ကတော့မပြိုင်နေတော့မပြိုင်ဘူးလေဗျာပြန်ပွဲတွေမှာကျွန်တော် MSC တော့ပြိုင်မှုပါ යි အဲတော့မပြိုင်ဘူးပြည့်ရတော့ကျွန်တော်နောက်နှစ်မှာတော့ဒီဒီ M6 ကိုရအောင်ကြိုးစားမယ်ဆိုပြီးတော့ဒီ M5 ကတော့ကျွန်တော်ကလက်လွတ်လက်လွတ်လိုက်ရတယ်လွတ်လိုက်ရတဲ့အတွက်ကျွန်တော်ဒီနောက်လာမယ့်ပြိုင်ပွဲတွေကိုစောင့်တယ်စောင့်ပြီးတော့မှဒီနောက်လာမယ့်ပြိုင်ပွဲက MSC 2024ပေါ့ နောက်ဆိုရင်အဲ့ဒီတော့ MSC ကတော့ AWC ဖြစ်သွားပြီဗျ AWC ဆိုတော့အဲ့ဒီတော့လည်းတကယ်ပြောရင်အတင်းတိုင်းကတော့အရင်ကြိုးစားကြတယ်ဘာလို့လဲဆိုတော့ MSC ကအခုလာမဲ့ MSC ကဟိုပုံစံပြောင်းသွားပြီအရင် net တရားလောမတူတော့ဘူး price pool တွေကလည်းတအားများလာဆိုတော့ကျွန်တော်တင်းနေကြရတယ်ဗျတင်းနေကြရတော့အဲ့တွက်အဲ့ net ကလည်းတကယ်ပြောရင်အတင်းတိုင်းအကုန်လုံးကလည်းကြိုးစားကြတယ်ကြိုးစားကြတယ်ကျွန်တော်တို့အတင်းရလည်းတကယ်ပဲအဲ့တော့တော်တော်ကြိုးစားတယ်ဒီလူငယ်တွေနဲ့ဗျလူငယ်များဆိုတော့အဲ့လို94ဆိုကျွန်တော်တို့အတင်းရ line အတောင်ပြောင်းသွားပြီဗျ လည်းအတော့ပြောပြောဟိုဓာတ်တို့အဲကိစ္စိတ်တို့ဝင်လာပြီပေါ့ဓာတ်ရဲ့ကိစ္စိတ်ရဲ့ဓာတ်ရဲ့ကိစ္စိတ်ရဲ့ကျွန်တော်ရဲ့ဘီနီရဲ့ PH7 ရဲ့ပေါ့ဒီကျွန်တော်တို့ဒီ9ရောက်လဲပေါ့အဲအဲ့လိုဓာတ်ရဲ့ချိန်သွားတော့ချိန်လည်းချိန်ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာအဲချန်ပီယံစဖြစ်ခဲ့ပေါ့ချန်ပီယံစအဲ Island နဲ့ချန်ပီယံစဖြစ်ခဲ့ပေါ့စဖြစ်ပြီးတော့မှကျွန်တော်တို့ဒီ EWC ကိုအဲပထမဆုံးတော့ပြိုင်ရင် အပြိုင်ပြီးတော့အဲလိုလို့စီမှာကျွန်တော် fit to 8ရခဲ့ဆက်လက်ပြီးတော့ရောက်သွားနိုင်ခဲ့တဲ့နောက်မှာ level 3ရရှိဖို့မိနီယံ shadow ပြီးတော့ knock strike heavy punch ရပြီးအမ first blood ကို piece မဆက်ပြီးရ twist လာပြန်ကို back line မှာ send ကြီးချက်ထင်းနဲ့ reverse shot 3ကြီးအပြင်နဲ့ပြလိုက်ခဲ့အကိ shadow strike damage အမ strike နဲ့ချက်ပြီးတော့ရိုက်ခွဲခဲ့တဲ့ damage knock strike ချက်ပြီးရအောင်လာသူနဲ့ penalty go 2 for 1ချက်ပြီးတော့ jump နဲ့ပြန်ပြီးတော့2 man stand တော့ပြန်ဆွဲလာခဲ့ပြီးတော့ direct နဲ့ရမှာ2 man stand ချက်ပြီးလာချက်ပြီး မန်ချက်စတာပြည်ကဘော်ရစ်ဆန်ဟတ်ဘတ်တွေအောက်မှာတော့ခြေလိုက်ခြေလိုက်ပြီးတော့ရှောင်ပြနေနေတယ်ပဲ Purekin First Blood နဲ့ First Starter ပြီးတော့ Liquid Air ကိုဆက်တယ်ပြီးတော့အရောက်သွားနိုင်ခဲ့ပါပြီ။အော် Webby Wen Webby Wen right ပြန်လို့မေးလိုက် Sample နဲ့ Pay out လို့မြောင်းသွားပြီဒီတစ်ခါမှာတော့ Webby Wen နေထားမှာတော့ Sample ပြန်ပေးလိုက်ရပြီ။ဒါပြင်ဆင်မှာတကောင်ပြန်ပေးထားတဲ့အချိန်ဒါတွေပြန်ပေးရတဲ့အချိန်မှာ Network လေးအနေနဲ့ Minimize ကိုပြန်ဖြစ်လာတယ် Hyper ပြန်တိုက်ပေးလိုက် Remy တကောင်အထည်လေးပြီးတော့ Down ကပ်ပြီးတော့တက်ဖို့ချိုးသွားနေသေး Remy Remy မပေးသေးတဲ့အချိန်ဒီကူမှာကာဒီဒီတကောင်ကထက်မှန်ပြီးရရှိလိုက်ပါသေးတယ်။ အဲရပြီးတော့မှကျွန်တော်ဒီ app စပြန်ဆပါပေါ့ app စပြန်ဆမယ်ဆိုတော့ဒီကျွန်တော်တို့ app စမဆခင်လည်းကျွန်တော်အရင်နှစ်ကအဲတွေးရတဲ့အတိုင်းကျွန်တော် m5 ကိုမနိုင်ခဲ့တဲ့အတွက်ကျွန်တော် app စမှာရအောင်ဆော့မယ်ရအောင်ဆော့မယ်အဲ့တော့ကျွန်တော်ဒီ app စမှာလည်းကျွန်တော်စူးစမ်းရတယ်စူးစမ်းပြီးတော့အဲ app စမှာကျွန်တော်ဒီလိုချင်တဲ့ရလည်းရခဲ့ရရချန်ပီယံရခဲ့တယ်မြန်မာနိုင်ငံမှာချန်ပီယံရခဲ့တယ်အဲရခဲ့တဲ့အတွက် ကျွန်တော် MC သွားပြိုင်တယ်ဒီ M series ကို M series ကိုလည်းကျွန်တော်တကယ်ပြောရင်တစ်ခါမှမပြိုင်ဘူးပေါ့ဒီ M1 M2 တွေဒီ M4 M5 MC တွေကျွန်တော်အဲလိုဘယ်လိုပြောမလဲအချိန်ချင်းလွဲခဲ့ပြီဗျာလွဲခဲ့ပြီးနောက်မှာကျွန်တော်ဒီ MC MC လာတော့မှအချိန်မှာကျွန်တော်စဉ်းစားကျွန်တော်ဒီ network ကျွန်တော်ဒီပြိုင်ပွဲကိုမရရအောင်နိုင်အောင်ဆော့မယ်အောင်ဆော့မယ်ပြီးတော့ဒီပြိုင်ပွဲရလည်းဒီ NBA တွေမရှိရနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီ MCV ဆိုတဲ့ပွဲကအရေးကြီးရေးကြီးရဲ့အတွက် ကျွန်တော်ဒီဘွဲကိုမနိုင်နိုင်အောင်စောင့်မယ်ဆိုကျွန်တော်အဲ့တော့စိတ်အဲ့လိုမျိုးစိတ်ရှိရဲရှိပြီးတော့ကျွန်တော်ဒီအဲ့တော့မမတ်ရရဆိုကျွန်တော်အဲ့တော့ grand final ပေါ့ grand final ဆိုအဲ့တော့တော်တော် high ဖြစ်သွားတယ်ရေပေါ့ဒီ rated တွေရှားတယ်မှာလဲအဲဘာလို့လဲဆိုကျွန်တော်တို့ ਨੇ vitamin c နဲ့တွေ့ရတာအဲ့တော့ vitamin c နဲ့တွေ့ရကျွန်တော်တို့အစပိုင်းဂိမ်းနှစ်ပွဲရှုံးလာတယ်နှစ်ပွဲရှုံးလာဆိုအဲ့အဲ့တော့ဆိုကျွန်တော်ကျွန်တော်တီးအဲဘယ်လိုပြောမလဲ မနက်ကျွန်တော်မနက်ထဲရပါဗျာမနက်၈နာရီလောက်တည်းစပြီးပြိုင်နေရအဲ့နေ့ကဟွာလောက်ဒီထိုးသွား၁၇နာရီ၁၇နာရီခွဲလောက်ဒီပေါ့တနေ့လုံးဆော့ရတယ်ဗျာတနေ့လုံးဆော့ရတယ်တကယ်မဲ့အဲ့အဲမိုက်တက်စီနဲ့ပွဲစားတော့ဟွာလောက်ဖြစ်နေ၄နိုင်၅နိုင်လောက်ဖြစ်နေအဲ့လောက်ကနေမှာ၅နိုင်လောက်၅နိုင်လောက်ကနေစားဆော့ရဆော့ရအဲ့တော့တနေ့လုံးကလည်းပြိုင်ပွဲပြိုင်တော့လူရဲ့မွတ်နေမွတ်နေရတော့အဲ့မှာကျွန်တော်တို့ကကျွန်တော်တို့ဘက်မှာတော့ကလေးပါပဲကလေးဆိုတာလေဓာတ်တို့ဗင်နေတို့ပေါ့ ဘိန်းတို့ပါတယ်အဲ့ဒီမှာမှာအလူကြီးဆိုလို့ကျွန်တော်ရဲ့ PA7 ရဲ့အဲ့လိုကစ်စိတ်ရဲ့ကျွန်တော်တို့ဒီ3ယောက်ပဲပါအောင်3ယောက်ထဲမှာမှာအဲအဲ့လိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီပြိုင်ပွဲဟိုပြိုင်ပွဲအရှိရပဲရှိရောကျွန်တော်တို့ဒီပြိုင်ပွဲကိုဆက်ဆော့ဖို့အတွက်ကအဲ့လိုမျိုးအားရနေရှိအောင်လို့တယောက်နဲ့တယောက်အဲ့လိုဖေးမှာပြီးတော့မှဒီ white scene နဲ့ပွဲကိုကျွန်တော်တို့ဆော့ခဲ့ရပါဆော့ခဲ့ဒီ white scene နဲ့ပွဲမှာ gain 1 2ကိုကျွန်တော်ရှုံးနိုင်ရှုံးနိုင်ပြီးတော့အဲ့လိုလူတွေကလည်းနည်းစိတ်ထဲကြာတယ်ကြာရင်လည်းအချိန်မှာကျွန်တော်အဲ့လိုဈာထဲမှာနားတဲ့အချိန်မှာကျွန်တော်အားပေးစကားတွေပါတယ်တယောက်နဲ့တယောက်ပဲအဲ့လိုအားရပါရပေါ့ဒီမှာဒီ gain ကိုကျွန်တော်အဲ့လိုဘယ်လိုပြောရမလဲတွေးအရင်ပြီးသိရင်သိသွားပြီပဲကျွန်တော်ရောက်အောင်နိုင်အောင်ဆော့မယ်ဆိုပြီးအဲ့လိုမျိုးဒီမှာဟိုအားဆောင်းအားတက်စီမယ်ဆိုတာကြီးပြောပြီးတော့ကျွန်တော်ဒီ game 3တွေ game 4တွေ game 5 game 6တွေမှာကျွန်တော်ပြိုင်ခဲ့တယ်။ပြိုင်ခဲ့ဆိုတော့ဒီကျွန်တော်နောက်ထပ်နှစ်ပွဲထပ်နိုင် နောက်တော့နှစ်ပွဲထပ်နိုင်တယ်ဆိုတော့ game 3 game 4နိုင်တယ်ပြီးတော့ game အဲ game 3 game 4 game 5အဲသုံးပွဲနိုင်တယ်ပေါ့သုံးပွဲနိုင်ပြီးတော့ကျွန်တော်တို့ game 6မှာကျွန်တော်တို့ပြန်ရှုံးတယ်ပြီးတော့ game 7ရောက်တဲ့အချိန်မှာတကယ်ပြောကျွန်တော်တို့ဘက်ကအဲအာလီဘိုင်းကနေတယ်ပေါ့ game 6အဲ game 7မှာအာလီဘိုင်းနေတယ်ပြီးတော့ကျွန်တော်တို့ဒီအဲ lane game ရောက်တဲ့အချိန်အဲ yanu ဘက်က မိုက်ဒီစီဘက်ကအငိုက်မိလာတဲ့ဟာကိုကျွန်တော်တို့ပြန်စားပြီးတော့ကျွန်တော်တို့ဒီဂိမ်းဆက်မှာကျွန်တော်အကောင်းဆုံးကမ်းပတ်ပြီးတော့ကျွန်တော်တို့အတွက်ချန်ပီယံဖြစ်သွားတယ် ဖြစ်ပါတယ်အဲ့နောက်မှာ Justin YF နှကောင်းတော့ Justin တို့ PH7 ဒီလိုလိုက်ရခဲ့ပလောတပီယတေးနာရဲ့ပဲ Justin တောင်းတော့မလာပတ်သက်တော့ Justin တွေဆိုပေမဲ့နှကောင်းတော့ပြီးတဲ့ damage ကြားထဲမှာတော့ Justin ပြန်ရမလာမရတော့ဘူးပြန်လိုက်ရရဖြစ်ပါတယ်အဲ့နောက်မှာ YF ကမ္ဘာပြ Vangel တခံနေတဲ့ PH7 ကိုပြန်ယူထားတယ်ဆိုပေမဲ့လည်းပဲ2 1 damage ကြားထဲမှာပြန်ပြီးတော့ပဲတောင်းသွားပြီနောက်ဆုံး MC ကျန်ရသူ့

အဲ gain seven မှာကျွန်တော်တို့ပြန်ကမ်းဘက်ပြီးတော့နိုင်ခဲ့ပါနိုင်ခဲ့ပြီးတဲ့အချိန်မှာပါကျွန်တော်အဲ့လိုပေါ့ဒီပြိုင်ပွဲကိုဒီလိုမျိုးနိုင်ပြီးတဲ့အချိန်မှာကျွန်တော်တို့အကြီးဆောင်ခဲ့ရတဲ့ပွဲတစ်ပွဲကဒီလိုအာပထမဆုံးအနိုင်ရပြီဆိုရတော့ကျွန်တော်ကဘယ်လိုဘယ်လိုပြောအဲ့တော့ဆိုမမေမျက်ရည်ပါဝဲပြီမျက်ရည်ပါဝဲပြီဟိုအဲ့တော့ဆိုငိုတဲ့လူလည်းငိုတာပေါ့ဒီပြိုင်ပွဲကပဲကျွန်တော်တို့အဲ့လိုအရေးကြီးတယ်ဗျဒီတယောက်မှလည်းတကယ်ပြောရင်အသင်းသားတွေအကုန်လုံးကတယောက်မှလည်းတော့မပြိုင်ဘူး အချန်ပီယံလည်းမဖြစ်ဘူးဒီ M series ဆိုရယ် qualifier ပွဲမှာပေါ့ချန်ပီယံဖြစ်ဘူးရဲ့အတွက်ကျွန်တော်တို့အဲလူတွေအကုန်လုံးဟိုတယောက်နဲ့တယောက်လည်းဒီဒီပွဲနိုင်ပြီးနောက်ပိုင်းမှာတယောက်နဲ့တယောက်ပို့ပြီးတော့လည်းတအားချက်သွားကြရယ်ပြီးတော့တယောက်နဲ့တယောက်လည်းပို့ပြီးတော့ယုံကြည်သွားတာပေါ့ဒီပွဲပြီးရဲ့နောက်ပိုင်းမှာအဲဒီ2025မှာဒီ MSS season 1ပြန်စတာပေါ့ဒီပြန်ဝဲပြီးမှာဒီ MSS season 1ကိုကျွန်တော်တို့ဒီဟိုမျော်မှန်းရလက်မရပါ ကျွန်တော်ဒီ champion စုနယ်လွဲကြော်ပြီကျွန်တော်အဲ့နာမှာတော့မပြိုင်ခဲ့အောင်အဲ့တော့လည်းအဲကျွန်တော်တို့အဲ့ရှုံးခဲ့တာတွေကိုတင်ကန်းစာယူပြီးကျွန်တော်အကောင်းဆုံးပြန်လာတယ်ခွင်းနေနေတေချာပြန်ဆဲတယ်ပြီးတော့ဒီနောက်လာမယ့်ပြိုင်ပွဲအတွက်ကျွန်တော်အကောင်းဆုံးပြင်ဆင်တယ်ပြင်ဆင်ပြီးတော့ဒီဘောက်လဲဆိုဒီစီးကိန်းရာလဲအဲတကယ်ပြောကျွန်တော်တော့မပြိုင်ဘူးလေပြိုင်ပွဲတွေကတခုပဲအဲကျွန်တော်ဒီစီးကိန်းပွဲကိုကျွန်တော်တေချာပြန်ပြီးတော့ပြန်ပြီးတော့ဝင်ပြိုင်တယ်ဝင်ပြိုင်ပြီးတော့ကျွန်တော်ဒီစီးကိန်းပွဲမှာကျွန်တော်ဒီဖိုင်ဝင်နေတဲ့ champion ဖြစ်ခဲ့တယ် ချန်ပီယံဖြစ်ခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့လည်းဒီစီဂိမ်းပွဲမှာချန်ပီယံဖြစ်ခဲ့တာကိုကျွန်တော်အရင်ကုန်ယူပြီးရယ်ပြီးတော့ဒီကျွန်တော်အတွက်လည်းဒီပထမအဆုံးဒီစီဂိမ်းတွက်ပြန်ရမှာဖြစ်တော့ကျွန်တော်အရင်ပြောစိတ်ညစ်စရာကြီးစိတ်တကြစရာလေးရှိလာခဲ့တဲ့အချိန်မှာတော့မှကျွန်တော်ကဂိမ်းဆော့ရင်းနဲ့ပဲကိုယ်စိတ်ကိုပြန်ပြီးတော့ကုစားဖြစ်တယ် ီဂိမ်းစောတာအပြင်တခြားဝါဒနာပါတစ်ခုကတော့ကျွန်တော်ဂီတာတီးရတာပဲဒီဂီတာတီးပြီးတော့တချဲဆိုလိုက်ရင်ကျွန်တော်တို့ကရန်ကိုပေါ့ပါပြီးတော့ relax ဖြစ်စေ ကျွန်တော်ရဲ့ဒီ player live တက်တက်မှာကျွန်တော်ပြိုင်ပွဲတွေအများကြီးနိုင်ခဲ့တယ်အဲ့ထဲမှာမှကျွန်တော် MSC 2023ပြီး Russia Game of the Future အဲ MSC 2024ပြီး M6 M6 ပြီး Select Dragon အဲ့ပွဲတွေကိုကျွန်တော်တွားရောက်ရှင်းပြန်ခွင့်ရခဲ့ပြီးတော့ဒီပြိုင်ပွဲတွေတောက်လျှောက်လုံးပါလဲကျွန်တော်မငြင်းမညူပဲနဲ့ support ပေးခဲ့တယ်ကျွန်တော်ရဲ့မိသားစုတွေနဲ့ပြီးတော့ကျွန်တော်အားပေးကြတဲ့ပေါင်းတင်ရောက်ရင်တွေကျွန်တော်ရဲ့ပြိတ္တတွေအကုန်လုံးကိုပဲကျွန်တော်ဒီနေရာနေပဲ ကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်အဲဒီနေ့ထဲမှာ National Esports Championship ပြိုင်ပွဲမှာကျွန်တော်အနေနဲ့ Champion ဖြစ်ခဲ့ပြီးတော့ဒီလာမယ့်33နှစ်မြောက်စီးကိမ်းပြိုင်ပွဲမှာတောင်ရောက်ရှင်ပြိုင်ပွဲရခဲ့တယ်အဲကျွန်တော်ဘဝဒီလိုပဲအတက်ကြအနေမြင့်နေများခဲ့ပြီးတော့2025မှာနိုင်ငံကိုစားပြုတင်းစနကပလေယာတယောက်အဖြစ်မှတ်တိုင်တဲ့တခုကိုကျွန်တော်အနေနဲ့ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်